AI စွမ်းအင်သုံးထောက်လှမ်းရေးစနစ်ဖြင့်ခီးသွွားလုံခြုံမှုသို့မြင့်ရဲ့ဗတ္တရားစီစဉ်ဗတ္တရားမှာအဖြစ်အပျက်တွေကိုပုံမူနီးကပ်စွာစောင့်ကြည့်ဖို့အတွက်ဉာဏ်ရည်သူ AI ပါဝါထောက်လှမ်းရေးစနစ်ကိုအသုံးပြုပြီးခီးသွွားတွေရဲ့လုံခြုံရေးကိုသို့မြင့်ဖို့စီစဉ်ထားကြောင်းဗတ္တရားမျိုးတော်ဝန်ကပြောကြားလာတာကိုတိုက်ကံနေယူတဲ့တင်းကနေသိရပါတယ်ပတ္တိယမျိုးတော်ဝန်ကပတ္တိယခီးသွွားရဲချုပ်နဲ့အဖွဲ့သားတွေတွေ့ဆုံစဉ်အတွင်မှာဆွေးနွေးခဲ့တာဖြစ်ပါတယ် AI ပေါင်းစပ်ကင်မရာတွေကလမ်းလျှောက်ခြင်း၊ပြေးခြင်း၊ပြုတ်ချခြင်း၊တိုက်ခတ်ခြင်းနဲ့ဖြစ်နိုင်ရှိရှိတဲ့ရသုံးမှုဆိုင်ရာလှုပ်ရှားမှုတွေကိုခွဲခြားသတ်မှတ်နိုင်မှာဖြစ်ပါတယ်။ AI ပေါင်းစပ်ကင်မရာတွေကိုဒေသဆိုင်ရာနည်းပညာကိုရက်တွေနဲ့ချိတ်ဆက်ထားပြီးအစိုးရစနစ်တွေကမြို့တော်မှာပုံမှန်မြန်ဆန်ထိရောက်တဲ့တရားဥပဒေစိုးမိုးရေးတုံ့ပြန်မှုတွေကိုလွဲကူချောင်းဖွင့်စီမှာဖြစ်ကြောင်းပတ်တရားမြို့တော်ဝန်ကပြောကြားလာပါတယ်။အစိုးရစနစ်ကိုခီးတော်ရဲတပ်ဖွဲ့ကကြီးကြပ်တဲ့ working station from Torosem community project နဲ့ညီနိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။